တခုပဲရှင်မထဲမှာပတ်ထားရဝမ်းနေရင်မငိုနဲ့ရိုင်းနေရင်ပြန်တက်မှကိုယ်မကောင်းတာပြောရင်ဥပ္ပခာပြုလဲနေရင်ပြန်ထဘသူ့မှာအထုမခံနဲ့အဲ့ဒီစိတ်ဓာတ်ကိုမွေးဘယ်နေရာမဆိုအလဟတ္တမနေနဲ့အချိန်ကမဖြုံးနဲ့၈နာရီ၃ဘိုင်းပိုင်း၂၄နာရီ၈နာရီ၃ဘိုင်းပိုင်းစာကြည့်ရင်ရှိတယ် လူတွေကအလုံးလုံးချိန်ရှိတယ်။အနာကြီးရှိတယ်။အဲ့ဒီမှာစာလေးတစ်ပုဒ်၊ကြပြားလေးတစ်ပုဒ်ဖြစ်ဖြစ်၊စောင်းမလေးတစ်ပုဒ်ဖြစ်ဖြစ်ဖတ်ရင်မိမိဘဝအတွက်အကျိုးရှိတယ်။အခုကဘာဖြစ်နေလဲလို့မင်းရင်လေစိတ်တွေမှာကိုကကြည့်လိုက်။ခေါင်းရည်ငုံပြီးဖုံးပွန့်နေပြီဆိုရင်အဲ့ဒါမြန်မာကျောင်းအိတ်တွေကစာအုပ်တွေကိုထုတ်ဖတ်နေပြီဆိုရင်အဲ့ဒါဥရောပတိုက်တာ။ ကျောင်းဝဲကြီးကိုလူလိုကြောမအိပ်ဘူးဆိုရင်တော့အဲ့ဒါအမေရိကန်မဲလေစိတ်တစ်ခုလုံးထွက်ပြေးခြင်းလုံးအောင်စိတ်ညစ်ပြီးဆိုရင်တော့တရုတ်တိုက်ဝင်လာပြီလားမှတ်လိုက်တော့